အီအော်ရီတိုင်းကျောင်းကုန်းမြို့နယ်တွင်ရှိစစ်ဘေးရှောင်တွေကိုအော်တိုဘာတရနေ့ကထွေဦးရုံးကိုခေါ်ယူကာလာမည့်ရွေးကောက်ပွဲအတွက်မဲထည့်ဖို့တတိပေးခဲ့တယ်လို့သိရပါတယ်။ကျောင်းကုန်းမြို့နယ်တွင်ရှိရက်ွက်ကျေးရွာတွေမှာအခြားဒေသတွေကစစ်ဘေးရှောင်ရင်လာရောက်နေထိုင်သူတွေကိုအခုလိုခေါ်ယူတတိပေးခဲ့တာဖြစ်ပါတယ်။ရက်ွက်ရိုင်းမှုကအစည်းအဝေးတက်ရမယ်ဆိုလို့သွားတာလာမည့်ရွေးကောက်ပွဲကြောင့်မဲမထည့်လို့မရဘူးပြောတယ်။သူတို့ဆက်နေပဲပေးရမှာဆိုပြီးအစမ်းနှိတ်ခိုင်းတယ်လို့ ရခိုင်ပြည်နယ်ကစစ်ဘေးရှောင်လာသူတို့က AR Times ကိုပြောပါရယ် AR တိုင်းတွင်ရှိငတိုင်းချောင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာအရခတ်တတော် A ဘူပေါင်းတက်တွေနဲ့စစ်ကော်မရှင်တက်တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်ဒေသခံတွေဟာကျောင်းကုန်းပသိမ်ဟင်္ဒရာမြို့နယ်တွေကိုစစ်ရှောင်သူတွေဖြစ်တယ်လို့သိရပါရယ်